ဒီကနေ့ဇွန်လ25ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်မော်လဝတ္တာခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့မနက်ပိုင်းမှာဘင်္ဂလားပင်လယ်မှာလေပြင်းနဲ့ရေဝင်တစ်ခုဖြစ်လာနိုင်ပြီးတောင်တရုတ်ပင်လယ်မှာလည်းအပူပိုင်းမုန်တိုင်းဖြစ်နိုင်ခြေမြင့်တက်လာတယ်လို့မော်လဝတ္တာပညာရှင်ဝန်ထမ်းကအသိပေးထားပါတယ်။ ဇွန်လ25ရက်နေ့ကနေ29ရက်နေ့မနက်အထိရခိုင်ပြည်ကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းဒေသတွေမှာမုံများနိုင်ကဇွန်လ29ရက်ကနေ30ရက်နေ့အထိကချင်ပြည်ရခိုင်ပြည်ကရင်ပြည်မွန်ပြည်ပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းနဲ့တနင်္သာရီတိုင်းတို့မှာလည်းမုံများနိုင်တယ်လို့ဥဝန်နိုင်ကအသိပေးထားပါတယ်။ချင်းရွှေမြေကြီးဟာဟ ோம் လင်းမြို့မှာ ဆိုရင်အမှတ်ရောက်ဖို့တပေးကနာလိုတော့တာကြောင့် homely မြို့မြေနေပိုင်းနဲ့ကနာနီနေထိုင်ကြသူတွေအနေနဲ့သတိထားကြဖို့နဲ့ရေတက်လာပါကအချိန်မီရှောင်ရှားနိုင်ကြဖို့မိုဇလာကသတိပေးထားပါတယ်ဒီကနေ့ညနေအထိစကိုင်းတိုင်းအောက်ပိုင်းမှာနေရာကွက်ကြောင်းကရနီကရပြည်မန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာနေရာကြကြဘကုတ်တိုင်းမှာနေရာဆိတ်ဆိတ်နဲ့ချင်းမီနေနဲ့တိုင်းတွင်မှာနေရာနှံပြမုတ်ထချုံရွာနိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ် ။ကချင်ပြည်မုံမြင့်နဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရောင်ကွက်ပြီးမိုကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအားကောင်းရာကနေအလုံးကောင်းနေပါတယ်။မြန်မာကေယွန်နယ်တရှောင်းနယ်ကဲလွန်ပင်လယ်ပြင်တို့မှာရမန်ရင်ခါမိုးတက်လီပြများကြားရောက်ပြီးလှိုင်းကျင်းနိုင်ကလှိုင်းမြင့်၁၇ဘေကနေ၁၃ဘေကန်ရှင်နိုင်ပါတယ်။ ကချင်ပြည်ချင်းပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့စကမ်းနယ်အထက်ပိုင်းတို့မှာမော်တိန်တောင်များဖြစ်ပေါ်လျက်ရှိပြီးမော်တိန်တောင်များရွေရှားရနေတဲ့တစ်လျှောက်မှာမော်ရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမော်ထစ်ချုံခြင်းမော်ကြိုပစ်ခြင်းလှည့်စည်းလက်ခြင်းနဲ့မော်တိကြွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ဂျိုဒင်သတိပြုနေထိုင်ကြဖို့မွဆလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းမော်တုံလီအားကောင်းနေပါမယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရရှိရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။